မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ18ရက်နေ့ရက်မွန်းလယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မှုမှုပါရှင်ဒေါအောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုအမြန်ဆုံးလွတ်ပေးဖို့လွတ်တော်ကိုစားပြုကော်မတီတွေကပူးတွဲတောင်းဆိုလိုက်ပါတယ်ငဆွန်မှာဂိတ်ချပြီးတော့ငွေကြေးတောင်းနေတဲ့စစ်တပ်ကိုမိုင်းဆွဲမှုမှာစစ်တာ၃ဦးတေဆုံးပြီးတော့မြိုင်မြို့နယ်မှာတော့ပြူစောတိ၁ဦးပြစ်ခတ်ခံရပြီးတေဆုံးသွားပါတယ် ဘန်ကောက်ကိုမရောက်နိုင်လာရောက်စင်မှာဆန္ဒပြတ်ရန်ကြိုးစားတဲ့ကိုဖြိုးပိုင်နဲ့ကိုနနိုင်စိုးကို ထိုင်းအာနာပိုင်တွေကအမှုခုနှစ်မှုနဲ့တရားစွဲချပါရရှင်။ညောင်လေးပင်ခရိုင်မှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတအူးတေဆုံးပြီးတော့နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အကြီးဆုံးယူရေနီယံတန့်စင်ရေးစက်ရုံထိခိုက်ပျက်စီးပြီးတဲ့နောက်မှာအပြစ်ရရေးအီရန်ကတောင်းဆိုလိုက်ပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့မွန်လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်ဆောင်ဒေါက်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်ချမ်းမရှိအ мян ဆုံးလွတ်ပေးဖို့ပြည်내နဲ့ Federal Unit လွတ်တော်တွေလွတ်တော်ကိုစားပြုကော်မတီတွေကဒီနေ့ရက်စွဲနဲ့ပူးတဲသဘောထားထုတ်ပြန်လိုက်ပါတယ်လာမယ့်ဇွန်လ16ရက်နေ့မှာကြာရောက်မယ်ဒေါအောင်ဆန်းစုကြည်ရဲ့80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဖြင့်စကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်တနင်္သာရီတိုင်းလွတ်တော်မကွေးဖက်ဒရယ်ယူနစ်လွတ်တော် ရန်ကုန်တိုင်းလွတ်တော်အေအော်ရီတိုင်းလွတ်တော်ကချင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီကရားပြည်နယ်လွတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွတ်တော်ကိုစားပြုကော်မတီတို့ကထုတ်ပြန်လိုက်တာပါကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှဒီတတ်တော်ရာကျော်ရှိပါစေကြောင်းနဲ့အမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမွေးနေ့ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့လည်းဖော်ပြထားပါတယ်။ အာနာသိန်းစစ်တပ်ရဲ့ဥပဒေမဲ့လောက်ရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေဟာတောင်ပေါ်မြေပြန့်ကျေးလက်မြို့ပြမကျန်းနေရာဒေသအစုံမအထွေထွေအကြက်အတဲတွေကိုအစိုးဝါဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်အောင်စုရဲ့အနာဂတ်မှာလည်းမရေရာ မတေချာမှုတွေနဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေ ရောက်ရှိနေတယ်လို့ပူးတွဲကြေညာချက်ပါအဖွဲ့အစည်းတွေကဆိုပါတယ်မြန်မာပြည်သူလူထုတရက်လုံးရဲ့လိုလားတောင်းတချက် သဘောထားဆန္ဒဖြစ်တဲ့ဒီမိုကရေစီရှင်တန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးတို့မှာပြည်ထောင်စုရဲ့အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်လို့အလေးနက်ယုံကြည်လက်ခံတယ်လို့လည်းဖော်ပြထားပါတယ်။ဒီမိုကရေစီရှင်တန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးတို့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် အဓိကသက်ဆိုင်သူတွေအလုံးသဘောတူတဲ့နိုင်ငံရေးအခင်းအကျင်းကိုမဖြစ်မနေအကောင့်ထက်ဖို့ဆောင်ရွက်ရမှာဖြစ်ပြီးတော့အဲ့ဒီနိုင်ငံရေးအခင်းအကျင်းတရက်ပေါ်ပေါက်ပြီးမှသာတခြားသောနိုင်ငံရေးအစီအမံတွေကိုဆက်လက်ဆောင်ရွက်ရမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားဆေးရုံအနီးမှာခိတ်ချပြီးတော့ပြည်သူတွေထံမှငွေကြေးတောင်းခံနေတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းနဂန်နီပြောက်ကြားတပ်ဖွဲ့မြင်းကြံမှတာဝန်ရှိသူတူကပြောပါရယ်။ ဇွန်လ16ရက်နေ့နနက်9:50မိနစ်အချိန်မှာငစုံမြို့နယ်မြို့သာဆေးရုံအနီးအတန်းဖတ်စစ်ကောင်စီတပ်ကဂိတ်ချပြီးတော့ပြည်သူတွေကိုနှိမ့်စင်ကျိန်မောင်းဆဲဆိုခြင်းနဲ့အတင်းအာမငွေကြေးတောင်းခံနေတဲ့ဖြစ်မြင်းချံမြို့တိုက်နယ်သုံးငကနီပြောက်ကြားပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီဂိတ်မှာစစ်ကောင်စီတပ်သား25ဦးရှိကြောင်းမိုင်းဆွဲမှုကြောင့်စစ်သား3ဦးသေဆုံးပြီးတော့4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။မိုင်းဆွဲတာက မိုင်းကြီးတစ်လုံးမှာ စစ်ခွေးတွေဘက်ကပြန်လည်ပြစ်ခတ်တာနှစ်မိနစ်လောက်တော့ကြာတယ်။မြို့သားမှာအထိုင်ရဲစခန်းရှိတယ်။ဂိတ်ချတာကစေယုံအပေါက်လာပြီးတော့ဂိတ်ချတာ။ဂိတ်ချပြီးတော့ပတ်စံတွေတောင်းတာ။ကားတို့ထော်လာကြီးတို့ဆိုင်ကယ်တို့ကိုအမျိုးမျိုးအကြောင်းပြပြီးတော့ဒဏ်ရိုက်ပတ်စံတွေနဲ့ရွေးခိုင်းတယ်လို့ငကနီပြောက်ကြားတက်ဖွဲ့မြင်းချာမှာတာဝန်ရှိသူတို့ကပြောပါတယ်။အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်ကနီပြူစခန်းမှာမျိုးစင်ကိုကင်းဆောင်နေတဲ့ စစ်တပ်လက်အောက်ခံတအူးကို စနိုက်ပါနဲ့တွားရောက်ပစ်ခတ်ခဲ့ရာတေဆုံးခဲ့ကြောင်းဗစ်တာပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့မှာကနီးပြူစခန်းမှာရှိတဲ့မျော်စင်ကင်းကိုစနိုက်ပါနဲ့ပစ်ခတ်ပြီးတော့ကင်းဆောင်နေတဲ့ပြူစော်တီပျောက်ကြားတံရရရှိခဲ့ကြောင်းဇွန်လ13ရက်နေ့မှာအဲ့ဒီပြူစော်တီကတေဆုံးသွားကြောင်းသိရပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုအတွင်းဗစ်တာပျောက်ကြားတပ်ဖွဲ့ ်ပခုတ်ကူခရိုင်တပ်ရင်း2တပ်ခွဲ2မုံရွာခရိုင်တပ်ရင်း25တပ်ခွဲ2စနိုက်ပါတပ်ဖွဲ့အညာမြေပျောက်ကြားတပ်ဖွဲ့မြိုင်ပါကဖလက်စီပျောက်ကြားတပ်ဖွဲ့မြိုင်ပါကဖနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ရှန်ဂရီလာဟိုတယ်ကိုမင်းအောင်လိုင်းလာရောက်စင်မှာဆန္ဒပြဖို့စူးစမ်းတဲ့ ကိုဖြိုးပိုင်နဲ့ကိုနန်နိုင်စိုးတို့ကို ထိုင်းအနာပိုင်တွေကအမှုခုနှစ်မှုနဲ့တရားစွဲတော့ပြီးတော့ IDC မှာနှလားကြော်ကြားဖန်ဆီးထားကြောင်းကိုဖြိုးပိုင်ကပြောပါတယ်ဧပြီလ3ရက်နေ့မှာဗန်ကောက်မြို့မှာကျင်းပတဲ့အစည်းအဝေးတက်ရောက်ရန်ရှန်ဂရီလာဟိုတယ်ကို ရောက်ရှိနေတဲ့ဂျမ်ပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဆန္ဒပြဖို့ကြိုးစားတဲ့ကိုဖြိုးပိုင်နဲ့ကိုနန်နိုင်စိုးတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ အဲ့လိုဖမ်းဆီးပြီးတဲ့နောက်မှာရဲစခန်းကိုခေါ်ဆောင်သွားကစစ်ဆေးမှုများပြုလုပ်ပြီးတော့နိုင်ငံချစ်ကြည်ရေးပြက်ပြားစေမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစေမှုထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုအနေရဖြစ်စေနိုင်မှုထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုအနေရပြုဖြစ်စေအောင် ပြုလုပ်မှုထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုမငြိမ်မသက်ဖြစ်စေမှုအပါအဝင် အမှုခုနမှုတို့နဲ့တရားစွဲထားတာလို့သိရပါတယ်။ ။ဒါပြင်ကိုဖြိုးပိုင်နဲ့ကိုနနိုင်စိုးတို့ကထိုင်းနိုင်ငံအတွင်းအနေရရှိစေတယ်လို့ဆိုကာတရားဝင်နေထိုင်ခွင့်ကိုရက်စဲလိုက်ကြောင်းအဲ့လိုတရားစွဲမှုပြုလုပ်ပြီးတဲ့နောက်မှာဗန်ကောက်မြို့မှာရှိတဲ့လူဝင်မှုကြီးကြပ်ရေးထိမ့်သိမ်းရေးစခန်းကိုပို့ဆောင်ကလက်ရှိအချိန်ထိဖမ်းဆီးထိမ့်သိမ်းထားပြီးတော့ရှေ့နေ၅ခွင့်နဲ့မိသားစုဝင်တွေနဲ့တွဲဆောင်ခွင့်မပေးကြောင်းလည်းသိရပါဗျ။ကျွန်တော်တို့ကိုအဲ့ဒီကရဲစခန်းကိုခေါ်သွားပြီးတော့မင်းတို့မှာဘာပြင်မှမရှိဘူး။မင်းတို့ကို ငါတို့နေဆက်ကိုပို့ပေးမယ်ပေါ့နော်မြမပြည်ကိုခဏပြန်လိုက်ကျွန်တော်တို့ကဒီမှာနေတာအထောက်ထားမဲ့တွေမဟုတ်ဘူးကျွန်တော်တို့ကအထောက်ထားတွေအကုန်အပြည့်အစုံရှိပြီးသားလူတွေမင်းတို့အထောက်ထားတွေနဲ့ဘန်ကောက်ကိုပြန်တက်လာလို့ရတယ်ကျွန်တော်တို့ကလက်မှတ်ထိုးပေးတာအမှန်တော့အထိုင်းအနာပိုင်တွေကကျွန်တော်တို့ကိုလိမ်လည်ပြီးတော့လက်မှတ်ထိုးခိုင်းတာကျွန်တော်တို့ဖုန်းတွေကိုလည်းယူဆောင်သွားတယ် ကျွန်တော်တို့ကိုရှင်းနေခေါ်ပိုင်ခွင့်လည်းမပေးဘူးမိသားစုနဲ့ဆက်သွယ်ခွင့်လည်းမပေးဘူး UN ကတော့ကျွန်တော်တို့ကိုအကာအကွယ်တစ်ခုပေးထားတယ်မြန်မာပြည်ပြန်မပို့ရေးဆိုတဲ့အကာအကွယ်တစ်ခုပဲပေးထားတယ်လို့ကိုဖြိုးပိုင်ကပြောပြပါတယ်ရှင်လက်ရှိမှာထိမ့်သိမ်းခံထားရတဲ့အချိန်မှာလူခွင့်ရေးချိုးဖောက်မှုများခံနေရပြီးတဲ့နောက်မှာ အနာဂတ်မှာလည်းရေရာမှုမရှိကြောင်းမြန်မာစစ်တပ်လက်ထက်ကိုရောက်မှာကိုစိုးရိမ်နေကြောင်းလည်းသိရပါတယ်ထိုင်းနိုင်ငံလူအခွင့်အရေးအဖွဲ့ကကျွန်တော်တို့ကိုလာတွေ့တယ် ကျွန်တော်တို့ကိုမြန်မာပြည်ပြန်မပို့ရေပေါ့ကျွန်တော်တို့အမှုကတရားမျှတမှုမရှိဘဲနဲ့ထိုင်းအာဏာပိုင်တွေကလူအခွင့်အရေးချိုးဖောက်တာကျွန်တော်တို့မလွတ်မြောက်သေးဘူးဆိုတာနိုင်ငံတကာသိအောင်ဝိုင်းဝန်းပြီးတော့ဝင်းဝံ့ကြပါကျွန်တော်တို့ကအထိမ့်သိမ့်ခံဘဝပဲရှိသေးတယ်ကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်ရမှာလို့ကိုဖြိုးပိုင်ကပြောပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်နဲ့ လေတို့မြို့နယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့်ပြည်သူတို့အသေဆုံးပြီးတော့နှုတ်ဝပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း KNU ပဟုကသတင်းထုတ်ပြန်ထားပါတယ်ဇူလာ၁၇ရက်နေ့ပဲခူးတိုင်းပိစလုတ်အခြေဆိုင်ခလာရ264တရင်ကဖျားငှုတ်တူကြေးရွာအရှိပိုင်းကို120မှမလက်နက်ကြီးနှလုံးဖြစ်ပစ်ခတ်ခဲ့ကြောင်းဒါပြင်ဇူလာ၁၄ရက်နေ့မှာ နွားရီချောင်းကြေးရွာကို120မှမလက်နက်ကြီးနှလုံးဖြစ်ပစ်ခတ်ခဲ့ကြောင်း နွားရီချောင်းကျေးရွာမှာအသက်35နှစ်အရွယ်စောဆိုးသူပွဲချင်းပြီးတည်ဆုံခဲ့ပြီးတော့အသက်65နှစ်နော်မြခင်လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အလားတူဇွန်လ6ရက်နေ့မူးမျိုးနယ်မှာစစ်ကောင်စီတပ်ရဲ့ခမရ439ကမြပကိုကျေးရွာကို120မမလက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ကြောင်းဇွန်လ8ရက်နေ့မှာခမရ439ကအင်းလေးကျေးရွာကို120မမလက်နက်ကြီးတစ်လုံး ုံရှိခင်ကျေးရွာနဲ့အုံပင်စုကျေးရွာအကြားကိုဟောင်းဝင်းစာလက်နက်ကြီး၃လုံးကုံချောင်းဝမှာစစ်ကောင်စီတပ်တွေကအုံပင်စုကျေးရွာနဲ့ငနွားစိတ်ကျေးရွာတွေကိုလက်နက်ကြီး၈လုံးရင်တိုက်ကုံကျေးရွာဖုံကြီးချောင်းကိုလက်နက်ကြီး၃လုံးနှစ်တန်ကွင်းမှာစစ်တပ်ကအုံမင်စုကျေးရွာဗုဒ္ဓဘာသာဖုံကြီးချောင်းအတွင်ကိုလက်နက်ကြီး၃လုံးနဲ့ဒရုန်းဖြင့်အုံမင်စုကျေးရွာငနွားစိတ်ကျေးရွာအုတ်ရှိပင်ကျေးရွာတွေနဲ့ အညာစုကျေးရွာတွေကိုလက်နက်ကြီး စုစုပေါင်း32လုံးပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်ဇွန်လ9ရက်နေ့မှာနှစ်တန်ခွေမှာစစ်တပ်က120မမလက်နက်ကြီးဖြင့် ရေလဲဗမာကျေးရွာအတွင်းကိုနှလုံးရေလဲကရင်ကျေးရွာအတွင်းကိုနှလုံးပြစ်ခတ်ခဲ့ရာရေလဲကရင်ကျေးရွာမှာစောထုတာအသက်24နှစ်လက်နက်ကြီးထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့အစ္စရေးနဲ့အီရန်တို့ကြားအသေးပြောက်များတဲ့ပစ်ခတ်မှုများမှာငားရမြောက်နှစ်ကိုရောက်ရှိလာပြီးအီရန်နိုင်ငံရဲ့အကြီးဆုံးယူရေနီယံတန်းစင်ရေးစက်ရုံအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ကြောင်းကုလသမဂ္ဂနျူကလ িয়ার စောက်ကြည့်ရေးအကြီးအကဲမှထုတ်ပြန်ပြီးတဲ့နောက်မှာအပြစ်ခတ်ရက်စဲရန်အီရန်ဘက်ကတောင်းဆိုလိုက်ကြောင်းရိုက်တာသတင်းမှာယနေ့မှဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့ဩဇာလွှမ်းမိုးတဲ့အစ္စရေးဝန်ကြီးချုပ်ဘစ်မင်း နေတန်ယာဟူကိုချက်ချင်းအပြစ်ခတ်ရက်စဲရေးအတွက်အိုမန်ကာတာနဲ့ Sorry Arabia တို့အနေနဲ့ဖိအားပေးရန်အီရန်ကတောင်းဆိုလိုက်ပါတယ်။အပြန်အလှန်အားဖြင့်အီရန်ကနျူကလ িয়ার စေစက်ညှိနှိုင်းမှုအတွက်လက်ရောညှိထွေမှု ရှိမှုကိုပြသမှာဖြစ်ကြောင်းအီရန်သတင်းအမြင့်ကဆိုပါတယ်။ဂျမန်နေမှာအစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရုပ်တံဌာနကိုထိမှန်ပြီးတော့ပောက်ကွဲမှုကြောင့်သတင်းဖတ်သူတအုပ်မှထိုင်ကုန်မှအ мян ထွက်ပြေးသွားရတဲ့ရုပ်တံလည်းထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအဆောက်အုံကအီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအတုံးပြုတဲ့စစ်တပ်ရေးစင်တာတစ်ခုဖြစ်ကြောင်းအစ္စရေးတပ်ကပြောပါရယ်ရှင်။ဒီကနေ့မွန်လယ်ပိုင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြအကျမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေရှင်။